ခန္ဓာ၅ပါးဆိုတာဒုက္ခပဲပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်နေငါဟာလို့ထင်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါဟာလို့ထင်လာတယ်ဝိပဿနာဉာဏ်ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေ့လာကြည့်တဲ့အခ ငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့ဘူးသို့သောတမန်အားဖြင့်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါငါဟာဆိုတဲ့အထင်မြင်ရောက်နေတဲ့များကလပတ်လို့ဘာဖြစ်လဲငါလို့တတ်မှတ်တဲ့အရာငါဟာလို့တတ်မှတ်တဲ့အရာဒီဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနေစာသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ် အညထာဘာဝတမျိုးတစ်ပုံပြောင်းသွားပြီဆိုလိုက်တာနဲ့တပြိုင်တည်းခန္ဓာ၅ပါးကိုငါလွတ်ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကာတဲ့ပရိဒီဝဒုက္ခဒေါမနတာဒါတွေဝင်လာတော့တာပဲတေချာငါမဖြစ်ရလေခြင်းငါဟာမဖြစ်ရလေခြင်းနဲ့တွားတော့တာပဲလေဘာလို့လို့ဆိုသူကငါလွတ်ထင်ထားတာကိုမျက်စိကိုငါလွတ်ထင်တယ် အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေရင်ကကြီးလာပြီဟိုဘက်ထီအောင်ကူတော့မယ်ဆိုရင်ဘလောက်စိုးရင်ညာလဲလူတွေပါနော်ကုလို့မရတော့ဘူးဆိုတဲ့လူတွေဘလောက်တန်ဟိုတော့ကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာဆိုတော့ငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစအရေကမျက်စိဆိုတာစက္ကုပ္ပတာရုပ်ပဲ ဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ချိန်တန်လည်းပြတ်မှာပဲငါမဟုတ်ဘူးဆိုရင် အမြင်ကြီးကို ရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုရင်အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလို့မြင်ထားမယ်ဆိုလို့ရှိရင်ဒုက္ခတို့ပြိတိဝါတို့ဒုက္ခတို့ဒုံနတ်တာတို့လာမှာမဟုတ်တော့လာတောင်မှ ပျော့ပျော့တည်တည်ပါပါကလေးပဲလာမှာပေါ့